အားလုံးမဲမင်္ဂလာပါ AI kit မှာတမိန်ဟူးကြနီးတွေကိုတုံးပြီးတော့ video edit တွေလုပ်ပြီးတော့ YouTube channel တွေထောင်နေရောမဲ့လားအဲ့ဒါဆိုရင်တော့ဒီ video လေးကိုဆုံးလျောင်ကြည့်လိုက်ပါ AI ကိုတုံးပြီးတော့ YouTube channel ကို ထောင်ပြီးတော့နော် monetization လုပ်လို့ရနိုင်တဲ့ YouTube video လေးကိုဖန်နီးနီးလေးကိုမျှော်ပေးတော့မှာဖြစ်လို့ဒီ video လေးကိုအဆုံးထိကြည့်ရလို့ရှိရင်ကို idea တွေအများကြီးရပြီးတော့အလုပ်တွေအများကြီးလုပ်နိုင်မှာ content တွေအများကြီးရှာနိုင်မှာဖြစ်ပါတယ်မင်္ဂလာပါရှင် ကျွန်မကတော့တင့်ချာမကြီးအတွက်ကူညီပေးမဲ့ fitness coach handy ပါဒီနေ့ခေတ်မှာချာမကြီးအတွက်လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာအရင်အရေးကြီးလာပါပြီအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်လိုက်ရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးအသေးစိတ်ကိုလည်း channel ဒီဒီဗီဒီယိုရဲ့ description မှာ link လေးထည့်ပေးထားပါမယ် AI fitness guide မြန်မာဆိုတဲ့ channel မှာကျွန်တော်တင်ထားတာဖြစ်ပါတယ်အဲ့ channel တစ်ခုလုံးရဲ့အစအဆုံးကို AI နဲ့လုပ်ထားတာဖြစ်ပါတယ် တော့ကျွန်တော်ဒီ channel ကိုထောင်ဖို့လို့သုံးထားတဲ့ tools တွေကဘာတွေလဲဆိုလို့ရှိရင် AI ဖြစ်တဲ့ Google Gemini AI chatbot ကိုသုံးထားပါတယ်။နောက်ပြီးတော့ Canva ကိုသုံးထားပါတယ်။နောက်တစ်ခါဒါတွေကိုနော်ဖုန်းတစ်ခုတည်းကိုပဲသုံးပြီးတော့လုပ်ထားတာဖြစ်ပါတယ်။ကွန်ပျူတာနဲ့လုပ်လို့ရမယ်၊လူတိုင်းဖုန်းနဲ့လုပ်လို့ရအောင်လုပ်ထားတာဖြစ်ပါတယ်။အဲ့တော့နံပါတ်1အနေနဲ့ကတော့နံပါတ်အဆင့်1အနေနဲ့ကတော့ဒီ Google Gemini မှာသွားပြီးတော့ ဒီကိုစိတ်ဝင်စားတဲ့ niche ပေါ့နော် nebe လိုက် YouTube channel တွေကိုထောင်မှုလို့အတွက်အကြံပေးပါအောင်ဆိုပြီးတော့အရင်ဆုံးသူ့ကိုအကြံပေးပြီးတော့ AI ကနေပြီး idea တွေယူမယ် brainstorming တွေလုပ်ပြီးသူ့ရဲ့အကြံဉာဏ်တွေကိုယူလိုက်ပါတယ်ယူလိုက်ပြီးလို့ရှိရင်ကိုလောက်ချင်တဲ့ဟာကိုသူ့ကိုသေးစိတ်ပြောပြပြီးတော့သူနဲ့အပြန်အလှန်သေးစိတ်เนาะ AI ချက်ပေါ်နဲ့ဆွေးနွေးပြီးတော့အချက်ပေါ်ရှိရတယ်ကိုသိချင်တာရယူပါတယ်ယူပြီးသွားတဲ့အချိန်မှာတစ်ခါတည်းပဲ channel ခေါင်းစဉ်ရွေးတာကိုလည်းတစ်ခါတည်းပဲ AI ချက်ပေါ်ကနေပြီးတော့ channel နာမည်ကနေစပြီးတော့ခေါင်းစဉ်ကိုသူ့ကို ရွေးခိုင်းပြီးတော့မှသူရွေးပေးတဲ့ထဲကနေပြီးတော့မှကိုယ်စိတ်ဝင်စားတယ်ကိုယ်လှုပ်ချင်တဲ့အကောင်းဆုံးတိုက်တဲ့တစ်ခုကိုရွေးထုတ်လိုက်ပါတယ်အဲ့တော့တိုက်တယ်လည်းရွေးပြီးသွားပြီဆိုတော့ဘာလုပ်မလဲဆိုတော့ channel description ကိုလည်းဘယ်သူ့ကိုပဲခိုင်းမလဲဆိုတော့ AI ကိုပဲရေးခိုင်းလိုက်ပါတယ်အဲ့တော့ channel description နဲ့ channel keyword တွေအကုန်လုံးကိုလည်း AI ကိုရေးခိုင်းလိုက်ပါအဲ့နောက်တစ်ဆင့်အနေနဲ့ဒီ channel မှာ YouTube channel ထောင်ဖို့အတွက် banner တွေ logo တွေကိုလည်း AI ကိုပဲပြုံရေးခိုင်းပြီးတော့ AI ကနေပဲထုတ်လိုက်ပါတယ် ပန်းတွေအကုန်လုံးကိုနောက်တစ်ခါနောက်တစ်ဆင့်မှာကြတော့ကံဘာထဲမှာကျွန်တော်ထည့်ပြီးသွားလို့ရှိရင် channel banner နဲ့ channel logo ကိုလုပ်လိုက်ပါတယ် channel banner နဲ့ channel logo တွေလုပ်ပြီးသွားရင်တော့မှဆိုလို့ရှိရင်ဖုန်းနဲ့ YouTube channel တခုကိုစပြီးထောင်းလိုက်ပါတယ်အဲ့တော့ဖုန်းနဲ့ YouTube channel ထောင်းနေတယ်ကျွန်တော်ရဲ့ YouTube channel ထဲမှာလည်းတင်ထားတာရှိပါတယ်အဲ့တော့ ပုံမှန်လဲ YouTube channel ကဖုန်းနဲ့လည်းရတယ်ကွန်ပျူတာနဲ့လည်းရပြီမဲ့ AI ကိုသုံးပြီးတော့ AI assistant နဲ့ AI ကိုအကူအညီယူပြီးထောင်နေတဲ့ကြောင့်မို့လို့အချိန်တိုအတွင်းမှာ YouTube channel တကူကမြန်မြန်နဲ့ကောင်းကောင်းမွန်မွန်ထောင်နိုင်မှာဖြစ်ပါတယ်အဲ့တော့ ဲ့လိုမျိုး AI ကိုသုံးပြီးရွေးချယ်တဲ့ထောင်နေနည်းတွေအခုလိုမျိုး AI fitness channel နည်းတွေအစအဆုံးကိုကျွန်တော်ရဲ့ AI content creation class ထဲမှာတော့အသေးစိတ်အချိန်ပေးပြီးရှင်းပြထားပါတယ် YouTube channel video မှာတော့ရှေ့တန်းမှာဖြစ်တဲ့ကြောင့်မလို့အများကြီးတော့ရေးမထားပါဘူးတကယ်လို့အသေးစိတ်သိရင်လည်းလေ့လာရင်လည်းအသေးစိတ်အပြန်လဲမေးချင်တယ်ဆိုလို့ရှိရင် AI content creation class ကိုသင်တန်းကြီး2000တန်းနဲ့ join လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ AI ကိုအဲ့လိုမျိုးเนาะ channel ထောင်းတဲ့နေရာမှာအသေးစိတ်သုံးမယ်အဲဖုန်းနဲ့ပဲ YouTube channel တစ်ခုထောင်းမယ် channel description တွေကို AI ရေးခိုင်းတဲ့ရေးပေးလာတဲ့အတိုင်းထည့်မယ်ပြီးလို့ရှိရင်ခုနကကံမမထုတ်ထားတဲ့ဒီ ုံလေးเนาะပန်နာလေး logo လေး water mark တွေဒါတွေကိုထည့်မယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါက channel တစ်ခုထောင်လို့ပြီးတော့ပါပြီ channel ထောင်တာကတော့အဲကြားထဲမှာ phone verify လောက်တာကိုဒီဆင့်နေလည်းရှိပါသေးတယ်မသိသေးတဲ့လူတွေအသေးစိတ်ကိုကျွန်တော် YouTube video တွေ channel ထဲမှာလည်း phone နဲ့ YouTube channel ထောင်လို့ဆိုပြီးတင်လာတဲ့ video ကိုရင်တော့တပုတ်လေခုနောက်ပိုင်းဒီတင်တဲ့တပုတ်နှစ်ပုတ်ရှိပါဒါလေးဝင်ပြီးတော့ကြည့်လိုက်ပါအဲ့တော့ပြီးသွားလို့ရှိရင်ဒီ YouTube video လောက်တာလည်းဒီကျွန်တော် AI နဲ့ပဲဖန်တီးထားတာဖြစ်ပါတယ် ခုနောက်ဆုံး Google AI Pro သုံးပြီးတော့ဖန်တီးထားတယ် Google AI Pro ရဲ့ feature တစ်ခုဖြစ်တဲ့ Voice နဲ့သုံးပြီးတော့ဖန်တီးထားပါတယ်အဲနောက်တစ်ခါ Bui ကိုနဲ့လည်းဒီ Google Gemini နဲ့ပြီး Bui ကိုနဲ့လည်းဖန်တီးထားပါတယ်အတန်ကိုမယူမှာဖြစ်တဲ့ကြောင့်လို့ Bui ကို3နဲ့တော့မဖန်တီးဘူးပြီးရင်နောက်ခံစကားပြောကိုလည်း Google AI Studio ရောနေပြီးတော့မှအတန်အဲတော့ဒီ main glee တန်နဲ့ကျွန်တော် AI course အနေနဲ့ပြောထားတာဖြစ်ပါတယ် script ကိုလည်း AI နဲ့ပဲရေးခိုင်းထားတာဖြစ်ပါတယ် script ရေးနည်းရေးလည်းကျွန်တော် channel ထဲမှာတင်ထားတာရှိပါတယ် ပြီးတော့လို့ရှိရင် YouTube channel တင်တဲ့နေရာမှာလည်းဒီ keyword ထည့်တာတွေအဆအဆုံးကိုလည်းကျွန်တော် AI နဲ့ပဲထုတ်ယူပြီးတော့ AI ရှေ့ကနေပြီးတော့အမြန်ဆုံးယူပြီးတော့ keyword တွေကိုထည့်တယ်ဒီလိုမျိုးနဲ့ပဲဒီဗီဒီယိုတစ်ပုဒ်ကိုအကုန်လုံးအစားဆုံးအမြန်ဆုံးတင်လိုက်တာဖြစ်ပါတယ်အဲ့တော့ channel link လေးကိုလည်း description မှာထည့်ထားပါတယ်ဒါလေးကိုဝင်ကြည့်ပြီးတော့အဲသဘောကျတယ်ဆိုရင်အဲ့ဒီ channel လေးကိုလည်း subscribe လုပ်ပြီးတော့ like and share လေးလုပ်ခဲ့ပေးပါ key to success channel လေးကိုလည်း subscribe လုပ်ထားခဲ့ပေးပါအဲ AI နည်းပညာနဲ့နည်းပညာတွေကိုမြေတင်ပေးနေပါမို့လို့စောင့်ကြည့်ပေးပါဦး AI content creation class ကိုလည်းစိတ်ဝင်စားလို့ join နေတယ်ဆိုလို့ရှိရင်လည်း အဲ channel အဲ8 cluster မှာဆိုလို့ရှိရင်စာတွေလက်တွေ video post တွေစာတွေ post အများကြီးနဲ့တင်ထားပြီးတော့သိချင်တာရှိရင်လည်းမေးမြန်းနိုင်ပါမို့လို့အလုံးကိုအကျိုးရှိမဲ့သင်တန်းဖြစ်တဲ့ကြောင့်မို့လို့အားလုံးတက်ဖို့လို့လည်းဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်